မွေးနေ့မှာဒိမောင်းများစွာကိုဒီလိုနေရာတွေမှာအသုံးချခဲ့တဲ့ဖြူဖြူထွင်းပရိသတ်များလည်းမရှိပါဘူး။ဘင်းတော် page လေးကနေချက်ဆလိုက်ပါတယ်။ဖြူဖြူထွင်းဆိုရင်ကလေးတွေကအစအဖိုးဖော်နေဆောင်ချစ်ခင်အားပေးကြပြီးသူ့ရဲ့ brighter စိတ်ထားလေးကိုလည်းအသိမှတ်ပြုကြပါတယ်။ ပွဲရီမှာဖေမေမမန်တချင်းတွေဆုတ်ပြီးရင်ဖြူဖြူထွေးကအနုပညာကျေးတွေကိုပြန်လှူတတ်တာပေါ့ပယုတ်စီကြောင့်ညကြောင့်ပြဿနာတက်လို့အပြီးမှာဖြူဖြူထွေးကအလှူတွေမလုတော့တာအရန်ကြာသွားပြီဖြစ်ပြီးသူမရဲ့မွေးနေ့အဖြစ်ရွာ၅ရွာကိုမိခိုတိတ်အလှူပေးခဲ့ပါတယ်ဖေဖော်ဝါရီလ20ရက်နေ့ကအသက်26နှစ်ပြည့်သွားခဲ့တာဖြစ်ပေမဲ့လည်းအလှူတွေများနေတာကြောင့်မလရောက်မှပဲမွေးနေ့ကိုကျင်းပခဲ့တာပေါ့ဖြူဖြူထွေးအောင်ငွေကြေးချမ်းသာတာကြောင့်သူ့ရဲ့မွေးနေ့ကိုဟိုတယ်ကြီးတွေမှာဒိန်ရချီရဲ့ကုန်းခံပြီးကျင်းပလို့ရတဲ့အခြေအနေရှိပေမဲ့လည်း ူကတော့ဒီနေ့ကိုမရွေးခဲ့ပါဘူး။ပါတီပွဲတွေကျင်းပပြီးနိုင်ငံသားမှခင်ခင်နန္နာကျင်းပလို့ရပါမယ်။ရွာသူရွာသားတွေနဲ့ပဲဖြည်းဖြည်းထွက်ကဖြတ်တန်းချင်းခဲ့တာပါ။ဒါကြောင့်မွေးနေ့အတွက်ရွာ၅ရွာမှာရှိတဲ့လူဦးရေထောင်ချီကိုထမင်းအဝကျွေးခဲ့ပြီးအလှူလုပ်ခဲ့ပါတယ်။ထမင်းဟင်းတွေကိုဖြည်းဖြည်းထွေးလို့မိသားစုတွေကချက်ပြုတ်ကျွေးတာဖြစ်ပြီးအယုံလမ်းမျက်မရွေးကျွေးမွေးခဲ့တာပါ။ ါတွေမကသေးပဲမွေးနေ့အထိမ်းအဖြစ်ဘလောက်မပါတဲ့အကန့်ဆမ်းမဲတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။ဖျားဆင်းတူတော့စံစီငွေသားတို့ကိုမဲပေါက်ပေးခဲ့ပြီးမဲပေါက်သွားတဲ့သူတွေကတော့အရန်ပြောသွားကြပါတယ်။ဖျားဆင်းတူတော့ကိုမဲပေါက်သွားသူတွေကမျက်ရည်ကြောက်လောက်ဝမ်းသာပြီးဖြည်းဖြည်းထွေးကမွေးနေ့လှူကိုအချိုးရှိအောင်တုံးချခဲ့တာပါ။အလိုရေကိုမကြခဏလုံးတက်တဲ့ဖြည်းဖြည်းထွေးကဒီတစ်ခါမှတော့အလိုမလုံးရတာကြပြီးဖြစ်လို့ရွာငါးရွာလုံးကိုအားရပိုင်းရအလှူလုံးလိုက်ပါတယ်။ ပေါ်ပြင်းလှုပ်ခြင်းလို့အလှလုံးတာမဟုတ်ဘဲတရောင်စိတ်ဖြစ်တာကြောင့်ရိုးတတိလှတန်းခဲ့တာဖြစ်ပြီးမဲပေါက်သွားတဲ့ဖိုးဖွားတွေကဝမ်းသာပြီးမျက်ရည်တွေတောင်ကျနေပါတယ်။ကြတဲ့နှစ်ကတော့ဖြူဖြူထွေးအားလွယ်အနီလေးတဲမှာငွေသိန်းရချီကိုထက်ပြီးအလှလုံးခဲ့ပါသေးတယ်။လွယ်ထဲမှာငွေသိန်းပေါင်းများစွာထက်ပြီးတကယ်ခက်ခဲဖြစ်နေတဲ့ဖိုးဖွားတွေဆရာလေးတွေကိုရိုးတတိလှတန်းခဲ့တာပေါ့။လွယ်ထဲကငွေတွေကိုမကုံမချင်းအလှပေးနေတာကြောင့်မြတ်သူအပေါင်းကတော့ပီတိဖြစ်ခဲ့ကြရပါတယ်။ သူရဲ့မွေးနေ့မှာအလှူရည်နဲ့ပဲဖြတ်တန်းလေးရှိတဲ့ဖြစ်ဖြစ်ထွေးကဒီနေ့မှလည်းအချောင်းရောက်တဲ့အလှကြီးကိုကျင်းပခဲ့တာပေါ့သူရဲ့မွေးနေ့အဖြစ်ရွာငါးရွာလုံးကိုကျွေးပေမဲ့ပြန်လဲရရလို့စိတ်မရှိပဲစေတနာဖြူဖြူတန်းတန်းနဲ့အလှူလောက်ခဲ့တာပေါ့ ရွာတရွာလုံးကျွေးဖို့တော့မလွယ်ကူတဲ့အချိန်မှာဖြည်းဖြည်းထွေးကတော့ငါးရွာလုံးကိုအရှမ်းပဲကျွေးမွေးခဲ့ပါတယ်။ဖြည်းဖြည်းထွေးရဲ့မွေးနေ့အလို့ကိုမြေတွေးရပြီးတဲ့နောက်မှာသူ့ရဲ့ပြိသက်တွေကအဖေရချိုနဲ့တည်းဆိုပြီးဝမ်းသာနေကြတာပေါ့။ဖြည်းဖြည်းထွေးကိုပွဲငှားလို့ပေးရတဲ့အနုပညာခြေရကိုဒီလိုနေရာတွေမှာသုံးထပ်တာကြောင့်သူ့ကိုပွဲငှားရင်အလှပလုပ်ပြီးသားဖြစ်တယ်လို့ယုံကြည်ကြတာပေါ့။ဖြည်းဖြည်းထွေးကမွေးနေ့တိုင်းမှာလည်းအလှနဲ့ပဲဖြတ်သန်းနေတာကြောင့်နောက်ထပ်နှစ်ပေါင်းများစွာအလှတွေကိုပဲပြုလုပ်နေဦးမှာပေါ့။ ရောသားရဲ့ဂုံစားလို့မကုံဆိုတဲ့ဖြည်းဖြည်းထွေးရဲ့ဆောင်ဖို့တိုင်းသူကိုယ်တိုင်ဖြူစင်တဲ့ငွေကြေးတွေကိုရှောက်ဖွေတလုံးတို့လုံရင်လည်းဖြူစင်တဲ့ငွေကြေးနဲ့ပဲအလှလှတ်တတ်ပါတယ်ဖြည်းဖြည်းထွေးကအလှတွေလုံနိုင်တာကလည်းဘရက်သတ်တေအဖေမို့ကြောင့်ဖြစ်လို့ဘရက်သတ်တေရဲ့အလှလှတ်လည်းပြောပါတယ်အလှတွေလုံနေပေမဲ့လည်းလူချစ်လူခင်အပေါဆုံးဆက်လီတယောက်ဖြစ်တလို့ဝေဖန်မှုတွေရရှိဆုံးဆက်လီလည်းဖြစ်တာပါ တချို့သောဆယ်လီတွေကအစပိုင်းမှာတော့အလှူတွေလုံးပြပြီးနမဲကောင်းယူတတ်ကြပေမဲ့လည်းဖြူဖြူထွေးကတော့အလှူတွေကိုဇက်တိုက်လုံးနေသေးပါပဲ။အသက်ကြီးရောဖြူဖြူထွေးကနမဲကြီးကျင်လို့အလှူတွေလုံးနေတာလား။သူ့ရဲ့ပင်ကိုဆက်ရင်ကြောင့်အလှူတွေကိုလုံးနေတာလားဆိုတာမြင်လေးထွေးကိုပြပြခဲ့ပါအောင်နော်။အားလုံးကကျေးဇူးတင်ပါတယ်။ဆလပ်ပီဆလပ်ပရတီသတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ချပါအောင်နော်။ဒီအတိုင်းအတွက်ပျော်ရွှင်ပါစေ။